တလပိုင်းလူတို့ဖြစ်တဲ့ဂူလီဘာဟာနယူးယောက်မြို့ရှိသူ့ရဲ့ရှုပ်ပွားနေတဲ့တိုက်ခန်းမှာနိုးထလာပါတယ်။သူဟာစင်ဘောကစူပါဟီးရိုးရုပ်တွေနဲ့စကားပြောရေချိုးရင်ကခုန်နာတွေကိုလုပ်နေပါတယ်။ဂူလီဘာဟာနယူးယောက်သတင်းစာကုမ္ပဏီတစ်ခုရဲ့စာပို့ဌာနမှာအလုပ်လုပ်ပါတယ်။အဲ့ဒီနေ့မှာပဲသူဟာဒန်ဆိုတဲ့ဝန်ထမ်းအစ်တစ်နဲ့တွေ့ဆုံပြီးတငယ်ချင်းဖြစ်သွားကြပါတယ်။ဂူလီဘာကစာပို့ဌာနမှာဒန်ရဲ့အထက်ရရှိဖြစ်ပါတယ်။ သူတို့နှစ်ဦးစာရေးလိုက်ပို့နေလို့မှာဂူဒီပါနှစ်ပေါင်းများစွာချိတ်ချင်နေရတဲ့တည်တင်းစာဆီယမ်မဒါစီစေးပါမန်းနဲ့တွေ့ဆုံပါတယ်။ဒါစီကိုသူနှစ်တက်နေရကြာပြီဖြစ်ပေမဲ့ဘယ်တော့မှဖွင့်ပြဖို့တတိမရှိခဲ့ပါဘူး။အဲ့ဒီနေ့နေ့လယ်ပိုင်းမှာဒန်ကသူ့ကိုပထမဆုံးနေ့မှာပဲစာဖို့ဌာနအကြီးအကဲရသူတိုးပေးလိုက်ပြီဆိုတဲ့အကြောင်းကြားစာကိုပြသပါတယ်။ဂူဒီပါဟာဒီလိုငတ်မှာ၁၀နှစ်ကြာလောက်ကန်ခဲ့ပေမဲ့သူ့ကိုဘယ်သူမှအလေးမထားကြပါဘူး။ တန်ကဂူလီဘာဟာစကားပြောမှုမြင်ကြောင်းရွံ့သူဖြစ်ပြီးသူ့ရဲ့စာမုတ်ဌာနအလုပ်ကလွင်ဘတော်မဘွားတိုးတက်မှုရှိလာမှာမဟုတ်ဘူးလို့ပြောပါတယ်။စစ်ထီကနေတဲ့ဂူလီဘာဟာရုံးကန်းတွေကထွက်လာချိန်မှာဒါစီဟန်နောက်ကျတဲ့အထိလှုပ်လှုပ်နေတာကိုတတိပြုမိသွားပါတယ်။သူတက်တိငွေပြီးဒါစီရအခန်းထဲဝင်ကချိန်တွေးဖို့ခေါ်ပေမဲ့စိတ်ညစ်ရှောင်မှုကြောင့်ခံစားချက်ကိုမဖော်ပြနိုင်ခဲ့ပါဘူး။ အဲ့ဒီအစားဇပွဲပေါ်ကဆာရွက်တရွက်ကိုကောက်ယူပြီးထွက်လာမယ်လို့တဲ့အချင်းဒါစီကသူ့ကိုခီးတွားဆောင်းမရေးသားတဲ့အလို့အတွက်ရှောက်ထားခြင်းလားလို့မေးတဲ့အခါအာယုံများနေတဲ့ဂူဒီပါကဟုတ်တယ်လို့ဖြေလိုက်မိတာကြောင့်နောက်တနေ့မှခီးတွားဘလော့တစ်ခုတင်ပြရတော့မှဖြစ်ပါတယ်။အိမ်ရောက်တော့သူဟာအင်တာနက်ကဆောင်းမများစွာကိုကူးချပြီးဘလော့အတွက်အသုံးပြုပါတယ်။ နောက်တနေ့အလုံမှာဒါစီကိုပေးလိုက်တဲ့အခါသူ့ရဲ့စာရေးစမ်းရည်ကိုအထင်ကြီးသွားပါတယ်။ဒါနဲ့ဒါစီကသူ့ကိုအလုံအစ်စ်တစ်ခုပေးလိုက်ပါတယ်။ပျောက်ကွယ်သွားတဲ့တဲ့တင်မောတွေရဲ့ဒဏ္ဍာရီအကြောင်းဆောင်းမရေးဖို့ဗာမျူတာတရိကံကိုတွားစီခြင်းသာဖြစ်ပါတယ်။ဒါစီကိုအထင်ကြီးအောင်လုပ်ချင်တဲ့ဂူဒီပါကသဘောတူပါတယ်။ဒါစီကသူ့အတွက်ဆက်တဲ့ရည်နဲ့လေဒီစင်းကိုစီစဉ်ပေးပါတယ်။နောက်နေ့ပါပဲဂူဒီပါဟာဗာမျူတာကိုနေရင်နဲ့ခီးသွားပါတယ်။အဲ့ဒီမှာလူတယောက်ကသူ့ကိုလာကြိုးပြီးငှားထားတဲ့လေကို သုံးပုံသုံးနည်းပြပေးပါတယ်။နှိကလူနည်းအောင်မောင်းနေတာဖြစ်လို့ခီးကရန်ရွှေ့ရှင်ပါတယ်။ဂူဒီပါဟာနှိပေါ်မှာတယောက်တည်းဗာမီရာသူရိကန်စီခီးစတင်ခဲ့ပါတယ်။ပထမနာရီနင်းငယ်တွင်မှာပဲသူဟာဆက်ရုပ်တီဆောင်နည်းမဂဇင်းနှစ်ပတ်ကိုကာကိုလာဘူးတွေတောင်းရင်ပျော်ရှင်နေခဲ့ပြီးမကြခင်မှာပဲအိပ်ပျော်တော့ပါတော့တယ်။တရင်တို့လာတော့သူ့ရှိမှာကြီးမားတဲ့လှိုင်းလုံးကြီးတစ်လုံးကိုမြင်လိုက်ရပါတယ်။ပင်လယ်မှုန်တိုင်းတစ်ခုဝင်လာတာကြောင့်သူအများဆုံးအသက်ငယ်အင်းကြီးကိုဝတ်လိုက်ပါတယ်။ ။နေကရေပေါ်မှာပြင်းထန်စွာနှုတ်ခံနေပါတယ်။ဂူဒီပါလက်ကြည့်လိုက်တဲ့အခါအေယံမပင်ငယ်ဝဲကြီးသူ့စီလာနေတာကိုမြင်လိုက်ရပါတယ်။နေနဲ့တကွာဂူဒီပါဟာ၄စင်းနှောင်းပေါ်ကိုဆွဲတင်ခံရပြီးအလဲဘဟုတဲ့တက်တက်ကိုဆွတ်ယူခံလိုက်ရပါတယ်။ဖန်တန်းပြေဟာမှောင်အတိကျသွားပါပြီ။ဂူဒီပါမျက်လုံးဖွင့်လိုက်တဲ့အခါသူ့ခန္ဓာကိုယ်ကိုလှုပ်ရှားမရဖြစ်နေတာကြောင့်အောက်ကွန်ကြီးလိုက်တဲ့အခါသူ့ရင်ဘက်ပေါ်မှာတင်းငယ်တဲ့လူပူလေးရက်နေတာကိုတွေ့လိုက်ရလို့အံ့ဩသွားပါတယ်။ ူတို့ခေါင်းဆောင်ကသူတို့ဟာလစ်လီဘုတ်ကစစ်တူကြီးအတဝဖြစ်ကြောင်းမေးစပါတယ်။ဘေးမှာတော့ဂူဒီဘာပတ်လည်မှာတင်းငယ်တဲ့လူအကြီးကိုမြင်နိုင်ရပါတယ်။သူ့ကိုကြိုတင်းတင်းလေးတွေနဲ့တတားတွေနဲ့မြေပြင်မှာချုံအောင်ထားပါတယ်။စစ်တူကြီးအတဝကဂူဒီဘာကိုတားရဲကြီးလို့ခေါ်ပါတယ်။ဆွေရှုပ်ထွေးနေတဲ့ဂူဒီဘာဟာကြောင်းလန့်တကြအော်ဟစ်ပြီးအားဆိုင်ထုတ်ဆရာတော်မလို့ပဲကြိုးတွေကိုအလွယ်တကူဆွဲဖြက်ပစ်လိုက်ပါတယ်။ဒါဟာအိမ်မက်လို့ထင်ကမျက်နှုံးကိုမှိတ်ဖို့ကြိုးစားပါတယ်။အတဝကသူ့စစ်သားတွေကိုတားရဲကြီးကိုချုပ်ဖို့အမိန့်ပေးပါတယ်။ စစ်သားတွေကဂျိတ်တွေကိုဂူလီဘာရဲ့ဘောင်းကြီးမှာခြေဆွဲပြီးသူ့ကိုတတိလက်တော့အောင်လှုပ်လိုက်ပါတယ်။တတိပြန်ရလာတော့ဂူလီဘာဟာလီလီပုတ်ပြည်ရဲ့ဘရင်နိုင်ငံတဲကိုလဲပေါ်မှာခြိနှောင်ခံရပြီးဆွဲယူသွားတာကိုတွေ့လိုက်ရပါတယ်။တင်းငယ်တဲ့ပြည်သူတွေဟာသူတို့ရဲ့အိမ်တွေကနေထွက်လာပြီးတာရဲကြီးကိုလာရောက်ကြည့်ရှုကြပါတယ်။သူ့ကိုနန်းတော်ထဲဆွဲသွင်းပြီးလီလီပုတ်ဘရင်ဘရင်တီအိုဒေါ်ရှိမော့ကိုတင်ပြပါတယ်။ဘရင်သမီးတော်မင်းသမီးမေရီကဂူလီဘာကိုတနာပြီးချုံနောင်ထားဖို့လိုအပ်ပါရဲ့လားလို့အတွက်ကိုမေးပါတယ်။ အဲ့တော့ကဂူလီဘာဟာသူတို့ရဲ့ရန်သူနိုင်ငံဘလက်ဖူရှားကစပိုင်ဖြစ်တယ်လို့ပြောပါတယ်ဂူလီဘာလည်းနောက်ဆုံးမှစကားပြောပြီးသူဘယ်ရောက်နေလဲဆိုတာဘရင်ကိုမေးပါတယ်ဘရင်ကြီးတူတော်ရဲ့အတွင်းရေးမှူးဂျင်းကသူဟာကမ္ဘာပေါ်မှာအကြီးမြတ်ဆုံးနိုင်ငံဖြစ်တဲ့လီလီပူကိုရောက်နေကြောင်းပြောပြပါတယ်ဂူလီဘာကဒါဟာနောက်ပြောင်နိုင်ဖြစ်တယ်လို့ထင်ပြီးကင်မရာတမားကိုထွက်လာဖို့တောင်းပြောနေပါတယ်နောက်မြင်ကွင်းမှာတော့ဂူလီဘာဟာဂူတခုထဲမှာကျင်းချခံရရတာကိုတွေ့ရပါတယ် သူဟာမင်းမီမေရီကိုချီးရဲဆိုဖို့ကြိုးစားခဲ့တာကြောင့်အတော့ကတသက်သကျွန်းပြည်တန်ချမှတ်ခဲ့တဲ့ဟိုရှီရိုးဆိုတဲ့အကျဉ်းသားတဦးနဲ့တွေ့ဆုံပါတယ်။သူတို့နှစ်ဦးစကားပြောနေတော့အတော့ထိုင်ရောက်လာပြီးသူ့ကိုငပိန်းလို့ခေါ်တာကိုကြားလိုက်ရပါတယ်။အတော့ကသူတို့ကိုတတလုံးထောင်ချလိုက်မယ်လို့ချိန်ချတဲ့အခါဂူဒီဘာကငပိန်းဆိုတာရဲရင်တူလို့အဓိပ္ပာယ်ရတယ်လို့ပြောလိုက်ပါတယ်။ဒီအဖြစ်ကိုသဘောကျပြီးအတော့ကအကျဉ်းသားနှစ်ယောက်လုံးကိုလေကွင်းပြည်တစ်ခုစီခေါ်လာပြီးဂူလီဘာရဲ့ခွန်အားကူညီနဲ့ထေရိုးခိုင်းပါတယ်။ သူဂူလီဘာကိုဆက်တမျိုးနဲ့ချုံဆောင်ထားပါတယ်။အဲ့ဒီအချိန်မှာနန်းတော်ကခေါင်းလောင်းနှစ်ချက်မြည်တံကိုကြားရပြီးဘလက်ဖူရှာဘက်ကလာရောက်တိုက်ခိုက်နေပြီဖြစ်ကြောင်းညွှန်ပြနေပါတယ်။သူတို့ကမင်းသမီးမေရီကိုပြန်ဝေးဆွဲဖို့ကြိုးစားနေကြပြီးနန်းတော်မှလည်းမိဆက်တင်လောင်ကျွဲနေပါပြီ။အဒွတ်ကအများဆုံးနန်းတော်ကိုပြေးသွားပြီးသူကိုယ်တိုင်ကယ်ချင်တာကြောင့်မင်းသမီးကိုဘယ်သူမှမကယ်ဖို့အမိန်ပေးပါတယ်။ဒါပေမဲ့အဒွတ်အချင်းမီမရောက်နိုင်လို့ဟိုရှီရိုကဂူလီဘာကိုမင်းသမီးကိုကယ်ပေးဖို့တောင်းဆိုလိုက်ပါတယ်။ ူဒီပါကဘလက်ဖူရှာစစ်သားတွေကိုအလဲတကူနိုင်ယူပြီးမင်းသမီးကိုကယ်ဆယ်လိုက်ပါတယ်။ဒါပေမဲ့ဘီရင်နဲ့တွင်းရေးမှုတို့ကမိထဲမှာပိတ်မိနေပါသေးတယ်။ဂူဒီပါဟာအလောတကြီးနဲ့အဆောက်အုံပေါ်ကိုစီးတွားချလိုက်ပါတယ်။ သူမိငင်းတက်လာပြီးဘရင်တီတို့တော့ကိုကယ်လိုက်တာကြောင့်လူတိုင်းလက်ခုပ်တီးအပစ်ကြပါတယ်။ဘရင်ကဂူလီဘာနဲ့ဟိုရှီရိုတို့ကိုအချင်းထောင်ကနေလွတ်ပေးပြီးသူ့ရဲ့ရဲစံတက်သည့်အတွက်ဂျေဇုတင်စကားပြောကြပါတယ်။အဲ့ဒီညမှာပဲအထိမ့်မှအဖြစ်ပွဲတော်တစ်ခုကိုလည်းဖိတ်ကြပါတယ်တခြားလူတို့ရရင်မှုအတွက်ချီကျူးခံနေရတာကိုမြင်တော့အတော့ဒေါ်တာထွန်နေပါတယ်ပွဲတော်မှာဘီရင်ကဂူလီဘာဘဲကလေးလို့မိတဲ့အခါမန်ဟတ်တန်ကဘာလို့ဖြေပါလဲဂူလီဘာကအဓိကသမရဖြစ်တယ်လို့လူတွေထင်မှတ်သွားကြပါတယ် ။ဒါကြောင့်လဲဆိုတော့သူကအဲ့ဒီမှာလဲအရင်ရင်ဆိုလူဖြစ်တယ်လို့ထင်နေကြလို့ပါ။ဂူလီဘာဟာသူ့ဘဝမှာပထမဆုံးအကျင့်ဖြစ်သူရဲကောင်းတူဦးလို့ခံစားရပြီးသူဟာဆောင်ရမ်းမိုက်တယ်ရဲ့တမသားလို့လျှောက်ရှိပါတော့တယ်။အတွတ်မှလွဲပြီးကျန်သူအားလုံးကသူ့ကိုယုံကြည်တွားကြပါတယ်။နောက်တနေ့မှာလီလီဘုတ်ကလူတွေဟာဂူလီဘာအတွက်ကြီးမားတဲ့အိမ်တလုံးကိုတည်ဆောက်ပေးကြပါတယ်။ အဲ့ဒီမှာနယူးယောက်မှာရှိတုန်းကမရရှိခဲ့တဲ့ပစ္စည်းကလေးရအားလုံးကိုထည့်သွင်းပေးထားပါတယ်။ဂူဒီဘာကသူတို့နိုင်ငံကလူအလုံးစမဲ့ပြားဆက်ယုံတစ်ခုကိုပါစောက်ခိုင်းပါတယ်။အဲ့ဒီနောက်သူဟာတိုင်တန်နစ်တင်မွန်နင်းမြုပ်နင်းမြုပ်တဲ့ပြားဆက်ကိုကပြပြီးဒါဟာသူ့ဘဝဇဏ်လို့ပြောလိုက်ပါတယ်။လူတိုင်းကသူ့ရဲ့ကြေကွဲစရာဘဝကိုအံ့ဩချီးကျူးကြပါတယ်။ယင်းနှစ်ပြီးနောက်သူဘလို့တက်ချမ်းသာခဲ့တယ်လို့အတွက်ကမေးမြန်းတဲ့အခါဂူဒီဘာကပြန်လည်ရှင်နံကြီးခံခဲ့ရတယ်လို့ပြောပါတယ်။ နောက်ပိုင်းမှာဟိုရှီရိုကမင်းသမီးမေရီကိုဆွဲဆောင်နိုင်ဖို့အကူအညီတောင်းတော့ကိုဒီဘာကတဘောတူပါတယ်။နှစ်ယောက်သားနန်းတော်ကိုတွားပြီးဟိုရှီရိုကမင်းသမီးကိုချီးရှိုးပါတယ်။ပုံနေတဲ့ကိုဒီဘာကခစ်စတရှင်းစာရကိုရွတ်ဆိုပြီးဟိုရှီရိုကိုအဲ့ရတွေလိုက်ပြောစီပါတယ်။အဆုံးသက်မှာမင်းသမီးကဟိုရှီရိုကိုစိတ်ဝင်စားသွားပါတယ်။ ဒါပေမဲ့အဲ့ဒီအချိန်မှာပဲသူ့ကိုချီးရဲဆိုဖို့ရလာတဲ့အတော်ကမင်းသမီးကိုခေါ်တော့ပါတယ်။အတော်ကနိုင်ငံမှာအရေးအရင်ဆုံးဖြစ်လို့တူနူဦးကိုလက်ထပ်ဖို့စီစဉ်ထားပြီးသားပါ။ဒါပေမဲ့အမေရိကအတော်ကိုမကြပေမဲ့သူ့ကိုညင်းအဲ့ဆန်နိုင်ပါဘူးတနင်္လာမှာတော့ရှာဖွေရေးအဖွဲ့ကကိုကကိုလာဘူးတွေပါတဲ့ရေပေါ်မျောနေတဲ့လေကိုရှာတွေ့ပါတယ်ခူလီပါအဲ့ဒီနေရာကိုရောက်လာပြီးသူ့ရဲ့ဖုန်းကအလုံးလုံးတင်းနေတာကိုတွေ့ရပါတယ် ဒါစီစီကအသက်92ခုလက်ခံရရှိထားပါတယ်။ကိုဒီပါရဲ့ကုချထားတဲ့ဆောင်းပါးကိုဒါစီတိသွားပြီးဒေါသထွက်နေတာတွေ့ရပါတယ်။ဒါစီဟာဗာမီလာတွေ့ကံကိုတုတေသနာလုပ်ဖို့ဂူလီဘာလာခဲ့တဲ့လမ်းကြောင်းအတိုင်းလှေနဲ့ထွက်လာရတော့မှဖြစ်ပါတယ်။ဂူလီဘာလည်းနယူးယောက်ကိုပြန်သွားပြီးသူ့မကိုရင်မဆိုင်ကျင်တော့တာမှုလီလီပုတ်မှာအပြေးပိုင်နေဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီဆုံးဖြတ်ချက်ကြောင့်အဒရကမကြည်မနက်ဖြစ်ပြီးဂူလီဘာကိုတန်လျက်ရှိကြောင်းဘယင်ကိုပြောပြပါတယ်။ ဘယင်ကသူ့ကိုယုံကြည်ကြောင်းပြောပြီးအတွက်ကိုဒုတိယစစ်သူကြီးရာဇူလျှော့ချကကုလီဘော်ကိုစစ်သူကြီးအစ်စ်ဘွဲပေးလိုက်ပါတယ်မနာလိုဖြစ်နေတဲ့အတွက်ကလီလီပိုးရဲ့ကာကွယ်ရေးစနစ်ကိုပိတ်ပင်လိုက်ပါတယ်ဒါကသူတို့ရဲ့ရန်သူ Black Fuchsia ဝင်ရောက်တိုက်ခိုက်ဖို့ပုံမလွယ်ကူသွားစေပါတယ် Black Fuchsia ဘယင်စစ်သားတွေကဒါကိုမြင်ပြီးလီလီပူကိုချက်ချင်းတိုက်ဖို့စီစဉ်ပါတယ်သူတို့ဟာရေနံကနေချင်းကပ်လာပြီးလီလီပူဘက်ကိုအမြောက်ဆန်တွေနဲ့ပြစ်ခတ်ပါတော့တယ် အခုစစ်သူကြီးဖြစ်နေတဲ့ဂူလီဘာအတွက်သူတို့ကိုရက်တမ်းမှုတောင်းဝန်ရှိလာပါတယ်။သူဟာဆင်းလို့ရှားစွာရေထဲဆင်းသွားပြီးရေကိုပက်လက်ဖြန်လိုက်ပါတယ်။အမြောက်ဆန်တွေဟာသူတို့ထက်ကြီးမားတဲ့ဂူလီဘာကိုဘာမှမလုပ်နိုင်ပါဘူး။နောက်ဆုံးမှာသူဟာဘလက်ဖူရှာစစ်တပ်ကိုအနိုင်ယူလိုက်ပြီးလီလီပူရဲ့ကက်တရှင်ဖြစ်လာပါတယ်။လီလီပူကလူတွေဟာဂူလီဘာရဲ့ဆန္ဒအားလုံးကိုဖြည့်ဆည်းပေးကြပါတယ်။သူအိမ်မှာလိုခံစားရစေဖို့ Times Square ရဲ့ပုံစံတကူပင်ဆက်လုပ်ပေးထားပါတယ်။ သူတို့ဟာသူတို့ရဲ့ဝတ်စားတွေကိုဂူဒီပါနဲ့လိုက်ဖက်အောင်ပြောင်းလဲဝတ်ဆင်ကြပါတယ်။စစ်သားတွေကိုသူ့စပင်ညက်ဖို့နဲ့နှိမ့်နေပေးဖို့ခန့်ထားပါတယ်။တညမှာအဒွတ်ကမင်းမီးရခန့်တဲ့ကိုဝင်ရောက်လာပါတယ်။ဘယ်ချိန်မှမစိုးဝင်ွင့်ရှိတယ်လို့ပြောပါတယ်။နောက်ဆုံးမှာတော့မင်းမီးကလည်းသူ့ကိုမချစ်ကြောင်းနဲ့နောက်မလာဖို့ပြောလိုက်ပါတယ်။ဒေါသထွက်နေတဲ့အဒွတ်ကဘလက်ဖူရှားကိုထွက်သွားပြီးသူတို့ဘရင်စီကအကူအညီတောင်းခံပါတယ်။အဒွတ်ရဲ့လူတွေဟာဂူလီပါနှိမ့်ပေါ်မှာယူလာခဲ့တဲ့ဆက်ရုပ်တီဆောင်လေးစာအုပ်ကိုရှာတွေ့သွားပါတယ်။ ဘလက်ဖူရှားဘရင်ကဂိုလီဘာကိုတိုက်ခိုက်ဖို့အဲ့ဒီစာအုပ်ကိုအသုံးပြုပြီးဆက်ရုပ်တစ်ခုတိစောက်ရမှာကူညီဖို့သဘောတူလိုက်ပါတယ်။ရှေ့အနှဲ့ငယ်ကြတော့ဂိုလီဘာဟာတိုင်းစကွဲပုံစံမှာရှိနေတော့ငန်းတော်ကခေါင်းဆောင်တွေမိလာပြီးကြွကြုံမှုရှိနေကြောင်းတတိပေးပါတယ်။ကိုလီပါလေလူမှုလေးတွေကိုတိုက်ဖို့အသင့်ပြင်ပေမဲ့အတ်ဝက်ကမောင်းနေနေတဲ့ကြီးမားတဲ့ဆက်ရုပ်တစ်ခုသူ့ရှေ့မှာရက်နေတာကိုမြင်လိုက်ရလို့အံ့ဩသွားပါတယ် အဲ့တော့ကသူ့ကိုစင်ခေါ်ပွဲတစ်ခုအတွက်စင်ခေါ်ပါလေဂိုလီဘာမှာလက်ခံဖို့မှလွယ်တခြားရွေးချယ်စရာမရှိပါဘူးသူစစ်ရုပ်ကိုတွန်းဖို့ကြိုးစားပေမဲ့စစ်ရုပ်ကသူ့ထက်အများကြီးပိုတန်မာနေပါလေစစ်ရုပ်ကဂိုလီဘာကိုဘောင်းမီကကင်မာလာပြီးအရှုံးပေးဖို့ဖိအားပေးပါလေဂိုလီဘာလည်းသူတမနာဖြစ်တယ်လို့ပြောခဲ့တာတွေဟာအလိညာဖြစ်ကြောင်းဝန်ခံလိုက်ပါလေဘယင်းနဲ့မင်းသမီးတို့လည်းသူတို့တစ္ဆာပေါက်ခံရတာကိုတိလိုက်ရလို့အံဝန်တော်ကြပါတယ် အားရကဂူနီဘာကိုအပြစ်ပေးတဲ့အနေနဲ့တွားရဲချင်းမရှိတဲ့ကျွန်းလို့ခေါ်တဲ့အတမ်းပြနေမျိုးကိုပို့လိုက်ပါတယ်။ဂူနီဘာကိုအဲ့ဒီနေရာမှာထားခဲ့ပြီးတဲ့နောက်အေယမတ်ခလီမာလီတူကသူ့ကိုကောက်ယူသွားပါတယ်။ခလီမာလီကဂူနီဘာကိုအယုတ်လို့ထွင်ပြီးသူ့ရဲ့ဘာဘီအိမ်ထဲထဲကပန်းရောင်မင်းကလေးဦးစားလေးဝတ်ဆင်ပေးထားပါတယ်။တချိန်ထဲမှာပဲလီလီပွတ်မှာတော့ဒါစီရဲ့ခန္ဓာကိုယ်ဟာကမ်းခြေမှာရေနဲ့မျောပါလာပါတယ်။ ကိုလီပါကဒါစီဟာသူ့ရဲ့မင်းသမီးဖြစ်ကြောင်းလူတိုင်းကိုပြောပြထားတာမို့အတွက်ကသူမကိုမှတ်မိပြီးထောင်ချလိုက်ပါတယ်။ဟိုရှေလိုကလည်းဒါကိုမြင်လိုက်ရပြီးဂူလီပါကိုပြန်ခေါ်လာဖို့တွားရဲချင်းမရှိတော့ကျွန်းကိုခီးထွက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူဟာကျွန်းပေါ်မှာအလွန်တင်းငင်နေပြီးဂူလီပါစီဘေးကင်းစွာရောက်သွားပါတယ်။ခလေးမလေးရဲ့ရုပ်အိမ်ထဲမှာတည်ဆုံနေတဲ့အမေရိကန်လေတပ်မှုရဲ့အယူအဆလည်းရှိနေပါတယ်။ဂူလီပါကအဲ့ဒီလေတရဲရဲ့လေကြီးကိုအုံပြပြီးလီလီပုတ်စီပြန်လာခဲ့ပါတယ်။ သူပထမဆုံးထောင်ထဲကဒါစီကိုတွားတွေ့ပြီးသူမကိုကြိတ်ချစ်နေကြောင်းဝန်ခံလိုက်ပါတယ်။ဒါစီကလည်းသူ့ရဲ့ဆောင်းပါးကူးချမှုအတွက်ခွင့်လွှတ်ပေးပြီးသူ့အပေါ်စိတ်ဝင်စားလာပုံရပါတယ်။ဂူနီဝါကအဲ့တော့ကိုစင်ခေါ်ဖို့အတွက်ပြင်ပြလိုက်ပါတယ်။သူ့ရဲစွမ်းတက်သည့်ကိုတက်သည့်ပြချင်တာမဟုတ်တော့ပဲ။ဒီလီပုတ်ကိုစစ်မှန်စွာကူညီခြင်းလို့ဖြစ်ပါတယ်။နောက်တစ်နေ့မှနှစ်ဦးသားတိုက်ပွဲဝင်ဖို့အသင့်ဖြစ်နေကြပါပြီ။ကိုလီဘာကသူနိုင်ရင်အတွက်ကဘရင်တီယိုတော်ကိုနိုင်ငံကိုပြန်ပေးရမယ်ဒါပေမဲ့သူရှုံးရင်တော့အတွက်ကဒုံးဝကို နိုင်ငံကိုဖျက်ဆီးပစ်မယ်လို့ပြောပါတယ်။နှစ်ဦးသားတိုက်ခတ်ကြပြီးအတွက်ကစက္ကန့်ပိုင်းအတွင်းသူ့ကိုအလံယူလိုက်ပါတယ်။ဟိုရှေလိုလည်းသူ့ကိုကူညီဖို့ဆက်ရုပ်အတွင်းထဲကိုရောက်သွားပါတယ်။သူကအတွင်းထဲကနေဆက်ရုပ်ရဲ့ဆွမ်းအားကိုပိတ်ပစ်လိုက်ပါတယ်။အဲ့ဒီနောက်ဂူလီဘာနဲ့ဆက်ရုပ်ကိုအလွယ်တကူအလံယူလိုက်နိုင်ပြီးပရိသတ်ကြီးကအာမေးချီပြောင်းကြပါတယ်။ဒါစီဘာအောင်ပွဲကိုဂုဏ်ပြုပါတယ်။ဟိုရှေလိုရဲ့ရေဆွမ်းတက်တဲ့ကြောင့်မင်းသမီးမေရီကိုချီးရဲဆိုဖို့ခွင့်ပြုချက်ရရှိသွားပါတယ်။နှစ်ဦးသားလည်းနောက်ဆုံးမှနမ်းလိုက်ကြပါတယ်။ ဒါပေမဲ့အဲ့ဒီအချိန်မှာယူတုလူနီဘဖြစ်နေတယ်အဲ့တော့ကမင်းသမီးကိုဒဇာဂိုင်းဖြစ်ဖန်ဆီးလိုက်ပါတယ်မင်းသမီးလည်းအတိမခံနိုင်တော့ပဲအဲ့ဒီတစ္ဆာဖောက်ကိုဒေါသတကြီးထိုးနှက်လိုက်ပါတယ်အဲ့ဒီနောက်ဒါစီကခိုလီဘကိုပထမဆုံးချိန်နှမ်းလိုက်ပါတယ်ဘရာဖူရှာဘရင်နဲ့တီဝိုတော်လိုလေစစ်ပွဲကိုထပ်မံစတင်မှုပြင်ဆင်နေကြပေမဲ့ဂူဒီဘာကသူတို့ကိုတားလိုက်ပါတယ်။သူဟာအတ်ဝင်းစတားရဲ့ဝါဒရှင်ကိုရွတ်ဆူလိုက်ပြီးပြန်ဘက်ကျွန်းနိုင်ငံနှစ်ခုကြားငញ្ញမ်းရင်းရရှိအောင်အောင်မြင်စွာကူညီပေးလိုက်ပါတယ်။ ။နောက်ဆုံးမှာသူနဲ့ဒါစီတို့ဟာပြန်လည်ပြင်ဆင်ပြီးသားသူတို့ရဲ့လေနဲ့နယူးယောက်မြို့ကိုပြန်လာခဲ့ကြပါတယ်။ရတတဘအနေငယ်ကြပြီးနောက်ဂူလီဘာဟာစာဖို့ဌာနလိုကထွက်လိုက်ပြီးခီးတွားဆောင်မရေးတတ်သူဖြစ်လာပါတယ်။သူနဲ့ဒါစီတို့လည်းပျော်ရွှင်တဲ့ဆက်ဆံရေးရှိနေကြပါပြီ။ဂူလီဘာလည်းခီးတွားဆောင်မအလို့တစ်ခုကိုပဲအခုပဲပြည်စီသွားပါတယ်။နှုတ်ဦးသာလက်ချင်းတွဲပြီးဒါစီရဲ့ရုံးခန်းထဲကထွက်လာခြင်းမှာရုပ်ရှင်လေးဟာလည်းပြီးဆုံးသွားပါတော့တယ်။